Namaste. Mm -hmm. အားလုံးပဲမင်္ဂလာပါရှင်ညီမကယောဂ instructor ခင်မိုးဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကကြတော့ဒီအဆုံးနဲ့ပတ်သက်ပြီးတော့ဗောနော်အဲကျမရေကောင်းအောင်ဒါမှမဟုတ်လို့ရှင်အဆုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေခံစားနေရတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့လေ့ကျင့်ပြမယ်ကျင့်စဉ်လေးဖြစ်ပါတယ်အဆုံးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေတင်ပေးပါအောင်လို့လည်းပြောထားကြတာဖြစ်တဲ့အတွက်ပါအဲ့တော့အဲအရင်ဆုံးလေ့ကျင့်ခန်းမလုပ်ခင်မှာအငြင်းရန်ရှင်းပြနေကြစကားလေးတွေတိုင်းပဲဗောနော်အချိန်လေးပေးပြီးတော့ရှင်းပြပြစေအဆုံးလေ့ကျင့် င်ခန်းပေါ့နော်အဆုံနဲ့ပတ်သက်တဲ့ယောဂအားကစားနည်းကိုလေ့ကျင့်ခန်းကိုပြပါဆိုရင် အကုန်လုံးလေ့ကျင့်လို့ရပါတယ်တကယ်တော့မိမိတို့ခန္ဓာကိုယ်ကနေပြီးတော့ခွင့်ပြုတဲ့အတိုင်းတာနှုံပေါ့နော်ကိုယ်ခန္ဓာကိုယ်ရဲ့အတန်လေးနားထောင်ပြီးတော့ကိုယ့်ရဲ့လုံနိုင်တဲ့ level လေးပေါ်မှာမူတည်ပြီးတော့ပဲကွဲသွားတာမျိုးဖြစ်ပါတယ်ဒါကြောင့် basic ကနေစပြီးတော့ whole advantage ကိုအကွက်မျိုးစုံလေ့ကျင့်လို့ရပါတယ်အဲ့ဒီထဲမှာမှဒီအခုမှစပြီးတော့လေ့ကျင့်မဲ့သူတွေပါတာကတချောင်းပြီးရင်နောက်တစ်ခုအတက်ရွယ်အဖြစ်တော့လကောင်းသို့မဟုတ်ယော ဂါရဲ့အတိတ်အနက်ပေါ့နော်မိမိရဲ့ယောဂါအာဒီအဆုံးနဲ့ပတ်သက်တဲ့ဝေဒနာခံစားရတဲ့အတိတ်အနက်အပေါ်မူတည်ပြီးတော့၎င်းပေါ့နော်အာအလုံးနဲ့ free sharing အများအအတွက်ပေးနေလုတ်ပေးရတာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးအတွက်တင့်တော်မယ်အဲပော့ပော့ပါပါပေါ့နော်လေ့ကျင့်ပြီးတော့အဆုတ်ကျန်းမာရေးလည်းကောင်းလာမယ်ခန္ဓာကိုယ်မှာ energy တွေလည်းပိုပြီးတော့ရှိလာဖို့အတွက်ရည်ရွယ်ပြီးတော့အခုဒီဗီဒီယိုလေးကိုအာ လေ့ကျင့်ပေးမယ်ပေါ့နော်လေ့ကျင့်ပြမယ်ပေါ့နော်ဝေမျှပေးတာဖြစ်ပါတယ်အဲ့တော့ပြောချင်တာကဘယ်အာစနမဆိုဘယ်လေ့ကျင့်ခန်းမဆိုလုပ်လို့ရပါတယ်ဒါပေမဲ့အခုညီမလေ့ကျင့်ပြမယ်ဒီဒီဗီဒီယိုလေးကိုကိုယ့်ရဲ့ ိမ်မှာဖြစ်စေယုံမှာဖြစ်စေဘယ်နေရာမှာဖြစ်ဘယ်ဆိုပေါ့နော်အခုညီမထိုင်တယ်လို့ပဲခုံလေးနဲ့ပဲဖြစ်စေဂျင်းမြင်မှာပဲဖြစ်စေပေါ့ပေါ့ပါပါဘယ်နေရာဘယ်အချိန်ဘမှာပဲဖြစ်ဖြစ်ပေါ့ပေါ့ပါပါလေ့ကျင့်ပေးလို့ရပါတယ်တစ်ချက်ပဲအာဒီအခုကလေရှူရာတွေထုတ်တာတွေအများများလေးပါတာဖြစ်တဲ့အတွက်ပေါ့နော်အာ ကံရည်ပြင်းတဲ့နီးတဲ့နေရာမျိုးမှာမလုပ်ပါဘူး။ brain ပေါက်မှာလေအရန်တိုက်လာတဲ့နေရာမျိုးပြီးရင် air con ပေါ့နော် air con အောက်တက်တဲ့မျိုးမှာမလေ့ကျင့်ပါနဲ့။ air con ထဲမှာလေ့ကျင့်လို့ရတယ်။နည်းနည်းဝေးဝေးလေးမှာလေ့ကျင့်မယ်။ brain ပေါက်ဖွင့်ပြီးလေ့ကျင့်လို့ရတယ်။နည်းနည်းဝေးဝေးလေးမှာလေ့ကျင့်မယ်ပေါ့နော်။ကံရည်ပြင်းရှိမှတော့ဓာတ်ရိုက်ကြည့်မလေ့ကျင့်ပါဘူး။ဒါကအခုပြောမယ့်လေ့ကျင့်ခန်းမှာမဟုတ်ပါဘူး။ဘယ်သက်ရှင်လေ့ကျင့်ခန်းမဆိုပေါ့နော်။အဲ အဲ့ဆနာပြောတဲ့သုံးခုကိုရှောင်ပေးပါအဲ့တော့အခုဒီဟာလေးကပေါ့ပေါ့ပပလုံးဝကိုပေါ့ပေါ့ပပလေးဖြစ်စေမယ်အဲကိုရဲ့တချို့တွေကကြတော့အဆုတ်သမားတွေကအရင်မောတယ်လीနော်အဲ့ဒီတော့ကြောင့် တခြားသောအာယောဂလေ့ကျင့်ခန်းကျင့်စဉ်တွေကိုချက်ချင်းမလုပ်နိုင်ရင်ဒီဗီဒီယိုလေးကိုတခြားကြည့်ပြီးတော့အိမ်မှာတရက်တစ်ပတ်တစ်လပေါ့နော်ကိုလုပ်နိုင်တဲ့လောက်ထိဖြည်းဖြည်းချင်းလုပ်သွားပြီးတော့ကိုမောရာရီဥမာကိုတွေ့ကျမကြီးကောင်းလာပြီလို့ခံစားရရင်တခြားသောညီမဝင်မျှထားတဲ့အာလေ့ကျင့်ခန်းတွေကိုအကုန်လုံးလိုက်လုပ်ပေးလို့ရပါတယ်နော်ဒါဆိုအခုစလိုက်ရအောင်ညီမအခုထိုင်တယ်လို့ပဲခုံနဲ့ထိုင်လည်းရပါတယ်အောက်မှာထိုင်နေစံပြင်မှာထိုင်လည်းရပါတယ်ခုံနဲ့ထိုင်ရင်တော့ပို့ပြီးတော့ခါလေးကိုမတ်သွား ွားစေပြီးတော့ညမဖွင့်လို့ပို့ကောင်းတာဖြစ်တဲ့အတွက်ခုံလေးနဲ့ထိုင်ပြခြင်းဖြစ်ပါတယ်เนาะအဲ့တော့ညီမတို့ပထမဦးဆုံးညဘက်လက်ကလေးကိုပခုံးလေးပေါ်မှာတွားပြီးတော့ဂင်လိုက်မယ်အရန်ကို push မလုပ်ပါဘူးအရန်အားတွေမထည့်ပါဘူးတတောင့်တတာပါပဲ ယင်ဘတ်ကလေးကနောက်ကိုအရင်ဒီလိုခုံးနေတာလေးကိုခမ်းမက်လိုက်တာနဲ့သူ့ဘာသူယင်ဘတ်အရှိရောက်လာပြီ။ဒါဆိုလက်ကဘေးရောက်သွားမယ်။အဲ့ဒါလေးကိုလက်ကလေးကိုအပေါ်တင်မယ်အောက်ပြန်ချမယ်။အပေါ်တင်မယ်အောက်ပြန်ချမယ်။အဲ့တခုပဲလုံးမှာမဟုတ်ဘူးတင်းတဲ့ချိန်မှာရှူမယ်ထုတ်တဲ့ချိန်မှာချမယ်။ငါးချိန်လောက်သွားကြည့်မယ်။ရှူထုတ်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 ဖြည်းဖြည်းသာပဲလုပ်ပြီးရှူထုတ် နောက်ဆုံးတစ်ခေါက် shoe toe အဲဆိုအပေါ်အောက်ပြင်အရှိကိုခေါ်မယ်၅ချိန်မယ် shoe toe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  နောက်ဆုံးပြင်အရှိကနေအနောက်ကိုဝိုက်မယ်ပေါပေါပါပါပဲအရင်အများကြီးမလိုဘူး1 shoe twin shoe toe ကလေးလုပ်ပြီး2 shoe toe နောက်တစ်ချိန် shoe toe shoe ချောနောက်ဆိုအနောက်ကနေပြန်ဝိုက်မယ်ရှူချောကိုရင်ဘက်ကလေးပေါ်ကိုင်းကြည့်ကြည့်ရှူသွင်းရှူထုတ်လုပ်ရလားလို့2 3 4 5 6ဟုတ်ကဲ့ဒါဆိုလက်ကလေးပြန်လျှော့လိုက်နောက်တစ်ဖက်သွားမယ်ဘယ်ဘက်လက်ကလေးပခုံးစစ်ပေါ်တင်ညင်ဘက်ကလေးအရှိဖြစ်နေမယ်လက်ကလေးကဘေးလေးမှာနော်ခါကုံးဝါနဲ့ညင်ဘက်အနောက်ရောက်ဝါမယ်လက်အရှိရောက်ဝါခါလေးမထမ်းပင်းမမီလာအပေါ်အောက်၅ချင်ရှူထောက် shoe, toe, shoe, toe, shoe, mano, toe, shoe, toe, shoe, toe. Okay, shoe, toe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 . Okay, shoe, and now go white me, shoe, toe. Shoo, toe, shoe, toe, shoe, toe toe, shoe, toe, shoe, toe. Now we're gonna be white man adding shoe, toe,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  shoe. 6โอเคဒါဆိုပြန်ရှော့အခုတခါနှစ်ဖက်လုံးသွားမယ်ပခုံးလေးပေါ်နှစ်ဖက်လုံးတင်ရင်ဘက်ရှိပဲเนาะခမတ်ထားရင်အပေါ်အောက်ကလေးရှူးညံမှုမလိုဘူးအားရအရန်သုံးမှုမလိုဘူးထုတ်ရှူသွင်းရှူထုတ်ကလေးကိုပဲခန်းစားကြည့်ရှူးထုတ်3 4 5မမီလာအရှိအနောက်1ညီမလောက်ပြလောက်တဲ့အထိတည်းလာစရာမလိုပါဘူးเนาะကိုရနိုင်တဲ့လောက်ကလေးပဲ shoe toe 2 shoe toe 3 4 5 shoe, toe four, shoe, toe five. Okay, I see any now go white shoe. Bobo Baba no shoe doing shoe toe clear two, three, four, five. And now gonna be on white may a shoe, no? So now I'm one time. One. She doing shoe toe clear can that two, three, four, five. fine okay ဒါဆိုပကုံးလေးရှော်လိုက်ဒါခုမှစပြီလေ့ကျင့်နေသူဆိုရင်လက်တွေအရင်ညောင်းတာပေါ့နော်ဒါပေမဲ့အတက်နိုင်ဆုံးရှုသွင်းရှုထုတ်ကလေးကိုတတိကပ်ပေးအခုနောက်တစ်မျိုးသွားမယ်ခါးလေးစင်တာဒူးလေးပေါ်မှာပဲလက်ကလေးကင်ထား okay ညာဘက်ပကုံးလေးကိုနရွက်စီကိုဆွတ်တင်ရှုရင်းနဲ့ဆွတ်တင်ရှုထုတ်ပြန်လျှော့နောက်တစ်ချိန်ရှုရဲပြန်ချငါးချိန်သွားမယ်ရှုထောက်ရှုထောက်ရှုထောက်ရှု toe, shoe, toe, shoe, toe, shoe, toe. Okay, that's the ngajin bi do abi. Okay, ku nao tamyo le twa chi me no. Ku ye di pakong na phat long so na rong a ta phat si. A ku na phat long go shu. Tau. Tau. Tau 3. Shu. Okay, 4. top 5အတက်နိုင်ဆုံးရှူတာနဲ့ထုတ်တာကိုညီပလေးစေနော်ဥမာခုညီမအမားတစ်ခုလုပ်ပြန်မယ်အဲ့ဆိုမှားတယ်ရှူမယ်အဲ့ဆိုမှန်းတယ်ဆလိုရင်းကရှူတာတက်ဆိုရင်ထုတ်တာတက်ရှိရမယ်ရှူတာအရှိရှူပြီးထုတ်တာတော်တော်လေးထုတ်တယ်ဆိုရင်တော့မှားပါတယ်အတက်နိုင်ဆုံးညီအောင်ပြန်ညှိမယ်နော်ချွေးရထွက်တယ်အခန့်ပူလို့လေโอเคအခုနောက်တစ်မျိုးဆက်သွားမယ်အခုဗာလေးလဲဆိုရင်ညီမတို့က လက်ကိုဒီလိုဘေးတိုင်းထိကက်เสียမလို့ပါဘူးအရှိမသက်တောင့်သက်တာပဲလက်ချောင်းဖြိုတော့ကားမယ်ကိုကလေဟိုဖန်ခွက်ထားပါတော့လက်ဖေးခွက်ပဲထားပါတော့ something ခွက်တစ်ခုခုပေါ့နော်အဲလက်ဖေးခွက်ပဲဖြစ်ဖြစ်ခွက်တစ်ခုခုတင်ထားတယ်လို့မျိုးလက်ချောင်းကားပြီးလက်ဖွာအောင်အားထည့်မယ်ပခုံးနဲ့တံတောင်နဲ့ဒီလိုတန်းနေเสียမလို့သက်တောင့်သက်တာပဲဆွလွင်းကပခုံးကိုအရန်အမညစ်ဘူးသက်တောင့်သက်တာ ပြီးရင်တယောက်ယောက်ကိုရောဆိုပြီးတော့ပေးလိုက်တယ်လို့မျိုးအပြင်ကိုဖွင့်လိုက်အဲ့ချိန်မှာလိုက်ကြည့်မယ်ဆိုလင်းကတငယ်ချင်းတယောက်ယောက်ကိုညော့ဆိုပြီးတော့ယူအဲ့အဲ့တိုင်းနေအဲ့ချိန်မှာရှူမယ်ပြန်လာရင်ထုတ်မယ်ငါးချိန်သွားကြည့်မယ်ယော့ okay shot shoe toe နောက်တစ်ချိန် shoe toe ညော့ပြန်ယူ shoe okay toe အစလက်ကလေးပြန်လျှော့နောက်တစ်ဖက်သွားမယ်တတောင်တတာပဲလက်တော့အထည့်ထားနော်လက်ဖွားပေါ်မှာဖန်ကွက်တစ်ခုခုရှိနေတယ်လို့မျိုးပြီးရင်တငယ်ချင်းကိုရော့ရှူးဆိုပြီးတော့ပေးထုတ်ပြန်လျှော့ရှူးလိုက်ကြည့်ထုတ်ပြန်လျှော့နောက်တစ်ချိန်ရှူးပြန်လျှော့ရှူး3ရှူး four shoe okay five okay ပြန်ရှောင်း ဒီတစ်ခါတငယ်ချင်းကိုပဲပေးမှာဒါပေမဲ့ဒီဘက်တယောက်ကိုလည်းလှမ်းခေါ်မယ်ဟဲ့ဆိုပြီးတော့โอเคအဲ့တော့လက်ကလေးတန်တန်လေးပဲလက်ချောင်းအတုံးနော်လက်ဖွားအတုံးရှူပေးမယ်ဒီဘက်ကိုလည်းဗာလဲဆိုပြီးလှမ်းမိမယ်ပြန်သိမ့်မယ်ရှူโอเคထောက်ရှူโอเคထောက်နောက်တစ်ချိန်ရှူโอเคထောက် last two ရှူထောက် shoe, toe. Okay, diba la kali cha, diba la kali pian toa me. Oba ka tenge jing ulai pe me, diba tenge jing ulai ko me. shoe, toe. shoe, toe. 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 okay, toe. ။ဒါဆိုညီမပြောသလိုပေါ့နော်။တချို့ဆိုအက်စမာပန်းနာရင်ကျက်ထိတ်ခတ်နာအဲ့လိုလူတွေဆိုအခုလေ့ကျင့်လောက်တဲ့အချိန်မှရင်မောလာတယ်။တချို့ဆိုသွေးရနေတဲ့သူတွေဆိုမူးလာတယ်ပေါ့နော်။ဒါရီကလူတိုင်းဖြစ်မယ်လို့ဆိုလို့တာမဟုတ်ဘူး။မူးလာတက်တယ်မောလာတက်တယ်။အဲ့ချိန်ကျရင်မောဝါးတဲ့နေရာမှာခဏ stop ရလိုက်ရပြီးမှနောက်တစ်ခေါက်ပြန်လေ့ကျင့်တာမျိုးသို့မဟုတ်နောက်တစ်ရက်မှပြန်လေ့ကျင့်တာမျိုးကိုလုပ်မယ်နော်။အခုဆက်သွားလိုက်အောင်မယ်။အဲ့တော့မောနေတဲ့သူကတော့နားပါမမောသေးရင်ဆက်လိုက်ကြအောင်။ အခုဒီတိုင်းလေးပဲအခုလက်နှစ်ဖက်လုံးစောင်းနာတော့တစ်ဖက်စီသွားရင်အခုနှစ်ဖက်လုံးသွားမယ်လက်ကလေးကို let's pull out အထဲထားလက်ချောင်းလေးအထဲထားလက်ရှူရောနှစ်ဖက်လုံးပေးရှစ်ချောက်ရှူမနောအားပါရချောက်ချောက် okay ပြန်ချောက်ရှူချောက် last two ရှူချောက် โอเคท่าเปลี่ยนชื่อไลค์อ่ะညီမပြတ်တို့เนาะလေးကိုရှေးရှေးလေးရှုသွင်းမနော်ရှေးရှေးလေးပြန်ရှုထုတ်ချင်မယ်အခုနောက်နှစ်မျိုးလောက်ဆက်သွားကြည့်အောင်ဗာလေးလဲဆိုလို့ရှိရင်ညီမတို့ကအသီးလေးလှမ်းခုမယ်ဥမာပန်းလေးပဲဖြစ်ဖြစ်โอเคပန်းပေါ့เนาะထားပါတော့ပန်းကိုကြိုက်တဲ့ပန်းတစ်ခုခုမှုရဲ့ပန်းတစ်ခုခုကိုလှမ်းဆွဲလိုက်မယ်အပင်ကနေเนาะလှမ်းဆွဲလိုက်အနောက်ယူလာခဲ့မယ်ပြန်လေးကိုဝါဝါပြည့်ပြည့်လေးเนาะဆောင်းနာအတိုင်း ရှူမယ်မုတ်ထုတ်လိုက်မယ်ရှူလိုက်တယ်နှာခမ်းကနေဝိုက်ပြီးတော့အကုန်လှဲ့ပြီးတော့ညာဆိုရင်ဘယ်ကိုမုတ်ထုတ်โอเคငါးချိန်သွားမယ်နော်အဲ့တော့လန်းခူးဆွဲယူလိုက်ရှူပြီးမုတ်โอเคတစ်ချိန်ရှိပြီနောက်တစ်ချိန်လန်းခူးမယ်ဆွဲယူရှူမယ်နော်မောက်တော်နှစ်ကြိမ် lang khu me xue la khe shu me no mo to me three now the jing lang khu xue la khế, shu me nó no, mo to me Okay, the four. Let's now song the jing xue khu shu me nó no, mo to five. โอเคပြန်ချမယ်နောက်တစ်ဖက်သမင်းလန်ခုမဲဆွဲလာမယ်ရှူမနောမော်တော1နောက်တစ်ချိန်ဆွဲမယ်ရှူမနောမော်တော2နောက်တစ်ချိန်ဆွဲမယ်လန်ခုရှူမနောမော်တော3ရှိသွားပြီဆွဲ ရှုမဲမောက်ထော4နောက်ဆုံးတစ်ခေါက်လမ်းဆွဲမဲရှုမဲမောက်ထော5โอเคအခုညီမကတူတူလေးပဲရှုပြထားတာเนาะဥမာကိုကရှေ့ရှေ့ရှုနိုင်နေဆိုရင်เนาะကိုဘလောက်ထိရှုနိုင်လဲရှုနိုင်တဲ့လောက်ထိပြရနေပြန် ပြီးတော့မောက်ထော အဲ့တော့နံပါတ်အဲ့ဒါကိုနှစ်ကြိမ်နှစ်မျိုးသွားလို့ရတယ်။ဥက္ကနိမ့်နိမ့်လေးအပင်ကနိမ့်နိမ့်လေးပဲထားပါတော့။နိမ့်နိမ့်လေးလှမ်းခူးတယ်။ရှူတယ်။မောက်ထုတ်။ Okay ပြီးရင်မြင်းမြင်းလေးလှမ်းဆွဲလို့ရတယ်။ဒီ rigate တွေပေါ့နော်။နံရိုးအိမ်တွေပါပါလောက်။မြင်းမြင်းလေးလှမ်းဆွဲရှူ။ မဟုတ်တော့အဲ့လိုမျိုးနှစ်ကြော့လုတ်ပေးလို့ရတယ်အခုတော့ညီမတစ်ကြော့ပဲပြောထားပြထားမယ်နော်အဲ့ဒါဆိုအောက်အောက်ဖက်နှိမ့်တာနဲ့အမြင့်ပဲကွာသွားတယ်တစ်ကြိတ်တည်းပဲလုတ်မဲ့လုတ်မဲ့သူကမနှိမ့်နဲ့မမြင့်နဲ့အလဲစင်တာမှာပဲပခုံးနဲ့တန်တန်လေးထားပြီးတော့လေ့ကျင့်လို့ရတယ်အခုလူတိုင်းလုတ်ဖို့တဲ့အရာလေးပေါ့နော်ဘတ်ဒေးကိတ်မွေးနေ့ကိတ်မီးပုတ်ဖူးကြမယ်ထင်တယ်နော်မဟုတ်ကြအောင်အဲ့တော့အကိုရဲ့အရှိမအခုဒီမှာဘေဗလက်ဘေဗလက်ကလေးထောင်ထားမယ် โอเคအဲ့တော့ညီမတို့ကအာမွေးနေ့ကိတ်ကိုစပြီးတော့လေးရှူမယ်နေဥမာမွေးတယ်ဆိုပြီးတော့เนาะစောနာအတိုင်းပဲလေးကိုရှစ်ရှစ်ရှူမယ်ပြီးရင်ပါဇက်ကနေမှုတ်ထုတ်မယ်โอเคအာရှူရာနဲ့ထုတ်တန်တဲ့ကိုတညီတည်းဖြစ်အောင်တော့အချူသတိကပ်ပေးပါစရအောင်လေးရှူလိုက်မယ်မုံမယ် โอเคအဲ့တိုင်းလေးเนาะအဲ့တော့ငါးချိန်သွားမယ်လက်ကတော့နှစ်ဖက်လုံးမသွားလဲရတယ်သွားရင်တော့ပိုကောင်းတယ်ကိုကမမောသေးဘူးလုံနိုင်တယ်ဆိုနှစ်ဖက်လုံးလုံရတယ်ဆိုရင်တော့အဲကိုကိုတွက်အဲအဲ့လောက်ကြီးမလို့အရန်ကြီးပေါ့နော်ဆိုလိုရင်းကတစ်ချိန်လောက်နဲ့ရင်လုံလောက်တင်လို့ခန်းဆိုင်ရရင်တော့တစ်ခေါက်ပဲလက်တစ်ဖက်ပဲလုံမယ်စမယ်ညီမညာဘက်လက်ကလေးချိန်လိုက်မယ်လေးရှူမယ်မွေးနေကိတ်မှုတ်โอเคနောက်တစ်ချိန်လေးရှူမယ် မှောက်တက်တဲ့လေးညင်ညင်လေးခေါင်းထားပြီးမှုတ်လို့ရတယ်လို့ညီတို့ဖျောင်းနိုင်နေအများကြီးဥမာထွန်းနိုင်ဆိုရင်လိုင်းမှုတ်တယ်ဟုတ်အဲ့လိုလဲမှုတ်ထုတ်လို့ရတယ်နောက်တစ်ချိန်လေးရှုမယ်မှုတ်ထုတ်နောက်နှစ်ခေါက်လေးရှုမယ်မောက်ထောနောက်ဆုံးတစ်ချိန်လေရှိရှိလေးရှုမယ်โอเคပြန်ရှင်းလိုက် โอเคဒါကတော့အခုပထမ device အနေနဲ့အရင်ဗီဒီယိုရှင်းသွားမှာဆိုလို့ပထမ device အနေနဲ့လေ့ကျင့်ပြထားဖြစ်ပါတယ်ဆက်ပြီးတော့လည်းလေ့ကျင့်ပေးပါအောင်မယ်เนาะထပ်ပြီးလေ့ကျင့်ပြပါအောင်မယ်အခုတော့ဒီလောက်ပါပဲကျေးဇူးများရေးတင်ပါတယ် bye bye